စစ်ကောင်စီနဲ့ဒါရဲတွေပေါ့နော်လမ်းတွေပိတ်လူတွေတားဘယ်နာဆေးမန်းလည်းမသိသလားမြက်ကလေးဆက်ပြားနေဒီကောင်နေညံတိန်နဲ့ကောင်နေအကောင်နေပေါ့နော်ဟုတ်လားမင်းတို့ကောင်နေချက်ချင်းမသိဘူးမင်းတို့ကောင်နေကျွန်တော်တို့ဒါမြည်သူကိုမိဘနေရာမှာထားပြီးတော့ပြောတာပါပေါ့နော်မိဘကိုပူဇော်တဲ့လူမျိုးလေးကျွန်တော်တို့ပူဇော်တာပါပေါ့နော်အဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှာအာဒီဒီလိုမျိုးငွေကုန်ကြေးကြများတဲ့ဟာတွေကျွန်တော်တို့မတက်နိုင်ပါဘူးပေါ့နော် မင်္ဂလာပါဒီနေ့ကတော့ဒီဇင်ဘာလ17ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့လဲကျွန်တော်အားရစရာတွေရှိတယ်ပြီးရင်ထောက်ပြစရာတွေလည်းရှိတယ်အဘကြောင့်လဲဆိုတော့ရန်သူဘက်ကဒီဥစ္စာတွေကိုအသုံးချမှာစိုးလို့ပေါ့နော်ပြီးတော့ကျတော့ကျွန်တော်တို့ဒါဂုံပြုတ်ပေးရမယ်ဟာတွေလည်းရှိတယ်အော်ပထမဆုံးတော့ဂုံပြုတ်ပေးရမယ့်အကြောင်းပြောမယ်။အဲ့ဒါပြည်သူကိုဂုံပြုတ်ရပါဘောနော်။အဓိကတော့ဒီအတန်တိတ်တပိတ်ပေါ့။ဒီ silence strike နဲ့ပတ်သက်လို့ပြည်သူတွေရဲ့ပါဝင်မှုပေါ့နော်။ပူးပေါင်းမှုကဒေါ်လာရင်းနဲ့တသားလေးရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ တကယ်ကိုဂုံယူစရာဝမ်းသာစရာအားရစရာကြီးတွေ့ခဲ့ရတယ်ဗောနော်အတိတ်ကတော့မြို့ကြီးပြကြီးအပါဝင်ဒါမြို့ငယ်ပြီးရင်တောရွာကြီးလက် အကုန်လုံးအကုန်လုံးကဒီ silent strike မှာဗောနော်ဒါအတန်တိတ်တပိတ်မှာလူပေါင်းပြီးတော့ပါဝင်ပေးကြတယ်ဒါဟာတကယ်ကိုအားရစရာကောင်းပါတယ်အတိတ်ကတော့စစ်ကောင်စီဘက်ကဗောနော်နီးမျိုးစုံနဲ့ဖိတိထားတဲ့ဂျားတွေကအခုလိုအခက်အခဲကာလာကြီးမှာဒီလောက်ထိ တပီလုံးအတိုင်းတာနဲ့အောင်မြင်အောင်ပူပေါင်းပါဝင်ပေးတဲ့ပြည်သူကိုဒါတကယ်ကျေးဇူးတင်လေးစားရတယ်ပေါ့နော်အဓိကတော့ဒါပြည်သူတွေအနေနဲ့ဒီနေ့ဒီချိန်ထိသွေးမအေးဘူးပြီးတော့ရရင်ရတဲ့နေရာကနေပြီးတော့ပါဝင်နေကြသေးတယ်ဆိုတဲ့ဟာကဒါတကယ်ကိုမြင်တွေ့ရတဲ့ဖြစ်စဉ်ကြီးပေါ့ဗျာဒါဆိုရင်ဒါကဘာအဆဒါတိသွားပြီပေါ့နော်အဓိကတော့စစ်အာဏာရှင်ကိုဆန့်ကျင်နေတာမြန်မာနိုင်ငံတဝန်းလုံးအတိုင်းတာနဲ့ဆိုရင်ဒါပြည်သူတွေစစ်အာဏာရှင်ကိုမလိုလားတဲ့ပြည်သူတွေအများကြီးရှိသေးတယ်ဆိုတဲ့ဟာကို ဒါတိသွားတယ်ဗောနော်ဒါကဒေါ်လိန်တက်ဖွဲ့တွေအတွက်လည်းတကယ်ကိုဒါခွန်အားဖြစ်เสียပါဗောနော်ဘာပဲဖြစ်ဖြစ်ဟာပြည်သူတွေကဒီလိုမျိုးအခက်အခဲဒုက္ခတွေရှိတာတောင်မှပဲငါတို့နဲ့အတူတူယက်တီနေပါလားငါတို့ဒေါ်လိန်မှာအခုလိုမျိုးတက်နိုင်တယ်လို့ပူးပေါင်းပါဝင်ပေးနေပါလားဆိုတော့အတိမျိုးနဲ့ဒါခွန်အားတွေလည်းရရှိစေလိမ့်မယ်ဗောနော်အဲ့တော့တကယ်ကိုကြက်သိမ်းထားเสียကြီးဗျာလုံးဝဒါပြည်လုံးကျွတ်အတန်တိတ်တပိတ်အောင်မြင်ခဲ့တယ်ဗောနော်ဒါကျွန်တော်အစားစိတ်ပူသေးတယ်ဘာကြောင့်စိတ်ပူပါလဲဆိုတော့ စစ်ကောင်စီဘက်ကဒါခုနမနေရဘူးเนาะဇာကျွန်တော်ပြောခဲ့တယ်ခင်ကြီးပေါ့နော်ခင်ကြီးကအတိအတိုင်းပဲဒီဆရာနာရှင်ထောက်ခံတဲ့ပွဲတွေပေါ့နော်ဒါတက်ထောက်ခံပွဲတွေသူလုပ်ခဲ့တယ်ပြီးရင်ဒါအဲအနယ်ဒီကိုစန့်ကျင်တဲ့ပွဲတွေဒီလိုမျိုးဆန္ဒပြပွဲတွေဒါမျိုးပုံစံမျိုးတွေသူလုပ်ခဲ့တယ်လက်ရှိမှာလည်းအာနာကိုရယူထားတဲ့အထက်မှာပါတယ်လူယူထားတဲ့အထက်မှာပါတယ်ထိပ်ပိုင်းင်းမှာပါတယ်သူတို့မှာလုတ်ပိုင်ခွင့်နေစီစဉ်ပိုင်ခွင့်နေအမိန်ပေးပိုင်ခွင့်နေအာဖိနေခွင့်ချုပ်ချယ်ခွင့်ပါညာအကုန်လုံးအစုံလုံး ဒီကောင်တွေအကုန်ယူထားတာပေါ့နော်အဲ့ဒီဟာအကြောင်းမလို့ပဲဒါတွေကိုအသုံးချပြီးတော့ဒီအာနာပါဝါတွေကိုအသုံးချပြီးပြည်သူကိုဖိနှိပ်ဖို့အတွက်ကြံစီလာတယ်ပထမတစ်ခုကဘာလဲဆိုတော့ဒီ silent strike ကို၁၀ရက်နေမှာလုပ်မယ်ဆိုပြီးတော့ဒေါ်လာဒီစာဆန်းတို့အဖွဲ့ကကြီးညာလိုက်တယ်အဲ့လိုမျိုးကြီးညာတဲ့အချိန်မှာစစ်ကောင်စီကကြိုပြီးတော့တိခွင့်ရသွားတယ်ပေါ့နော်ဒါကတော့တိမာပဲပေါ့နော်အဲ့လိုတိတဲ့ခါကျရင်စစ်ကောင်စီဘက်ကလည်းဒါကောင်တာပြန်လုပ်လိမ့်မယ်ပြန်ပြီးတော့တုံ့ပြန်လိမ့်မယ်မအောင်မြင်တနည်းနည်းနဲ့လုပ်လိမ့်မယ်ဆိုပြီးတော့ကျွန်တော်တို့တွေးထင်ခဲ့တယ်အဲ့လိုမျိုးတကယ်လဲဒါခင်ဗျားတို့ကလှုပ်ဆောင်ခဲ့တယ်ပေါ့နော်ဒီ silent strike မအောင်မြင်ဖို့အတွက်ပေါ့နော်အဲသူတို့ဘက်မှာရှိတဲ့အင်အားအပြည့်နဲ့သူတို့ကဒါဆန္ဒဖော်ထုတ်တဲ့ပုံစံမျိုးတွေပြီးရင်မဲဆွယ်စည်းရုံးတဲ့ပုံစံမျိုးတွေဒါတွေလုပ်ဖို့အတွက်သူတို့စီစဉ်ခဲ့ကြတယ်အာ9000ဇာလာ6000ဇာလာ9000ဇာလာမသိဘူးအကောင့်နှိကုန်လုံးကိုစူးစီးပြီးတော့တို့တွေဒါပြန်ပြီးတော့အရင်ပြမယ်ပေါ့နော်အလုံးဝဒါမျိုးကြီးကစီကားနေတယ်တာယာနေတယ်အဲအဲ့လိုမျိုးပုံစံမျိုးနဲ့မင်းတို့တော်လန်ကြီးကမအောင်မြင်တော့ဘူးဆိုတဲ့ပုံစံမျိုးတို့ကလှုပ်ချင်တာတကယ်လည်းလှုပ်ခဲ့တယ်ပြီးရင်ညွှန်ကြားချက်တွေလည်းထွက်တယ်အဲ့ဒါဘာလဲဆိုတော့ဒီ silence strike မှာပါဝင်တဲ့ပြည်သူတွေကို အပြစ်ပေးတာတွေရေးယူတာတွေလုပ်ဖို့ပိတ်ထားတဲ့ဆိုင်နေဆိုရင်ချိတ်ပိတ်ဖို့အဲဈေးဆိုင်နေမဖွင့်ဆိုချိတ်ပိတ်မယ်ပေါ့နော်ဒါမျိုးပုံစံမျိုးတွေလုပ်ခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်ကစိတ်ပူတယ်ဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲကာလလည်းဖြစ်တယ်သူတို့တက်ထားတဲ့ပုံမှလည်းတည်ရတိုင်းပဲဒါရွေးကောက်ပွဲနှောက်ရက်တဲ့ဥပဒေနဲ့အမှုဖွင့်မယ်ပေါ့နော်ပြီးရင်ဒါဒါရေးယူတဲ့ပုံစံမျိုးတွေကစလာမယ်အနိုင်ကျင့်မယ်ပေါ့ဗျာအဲ့ဒီကြားထဲကပြည်သူတွေပါဝင်နိုင်မှမလားဆိုပြီးစိတ်ပူခဲ့ဒါမှမဟုတ်လုံးဝဗျာတကယ်ကိုလေးစားရပါတယ်လုံးဝဒါလုံးဝပါပါနဲ့နဲ့ပါဝင်သွားတဲ့ပြည်သူတွေအများကြီးပဲပေါ့နော် ဆိုင်တွေဖွင့်ထားတယ်ဗျာဝယ်မဲ့လူမရှိဘူးမိုက်တယ်တကယ်တကယ်ဗျာအချင်းချင်းနားလည်မှုဆိုတာအဲ့ဒါပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လှုပ်ဆောင်သွားလိုက်တာ silence right အောင်မြင်သွားတယ်ပေါ့နော်အဲ့တော့ဒီလိုအခက်ခဲတွေကြားတဲ့ကနေမှထပ်ပြီးတော့အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့အတွက်လည်းတကယ်ကိုလေးစားကူညီပါတယ်အဓိကတော့ရှေ့မှာလည်းဒီလိုမျိုးတက်တည်နေအများကြီးပြခဲ့ပြီးလက်ရှိအချိန်ထိလည်းရပ်တည်နေတော့မဲ့ဒါဟာတော်လည်းအတွက်တကယ်ကိုနောက်ဆင့်တလန်းနိုင်မှုခွန်အားတည်းရဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာကိုကဘာကြီးကလည်းမြင်တို့ကရသွားပြီပေါ့နော်အဓိကတော့စစ်ကောင်စီကိုမလိုလားဘူးဆိုတဲ့ဟာကို အားလုံးကတည်သွားကြပြီပေါ့နော်အဲ့တော့ဒါကအောင်မြင်မှုဖြစ်ပါတယ်နောက်တစ်ခုနောက်တစ်ခုကကြတော့အားရအားရဆိုတာလေအဲ့လိုဒါကတော့သိပြီးသားပါဒီဗီဒီယိုကလစ်လေးနဲ့ပတ်သက်လို့အဓိကဒီရဲတွေစစ်သားတွေကိုပေါ့နော် CCTV ကနေကြည့်ပြီးတော့ပိပိနေနေဆေးတဲ့ဗီဒီယိုကလစ်လေးပေါ့နော်အဲ့ဥစားလေးလည်းဒါကျွန်တော်မပြောရသေးလို့ဒါအခုကဒါဝပျော်နေလို့ပါဗျာပျော်နေလို့ဒါလေးလည်းပြန်မျှဝေခြင်းတယ်ဗောနော်အဲ့ဒါကတော့ဒါလူပြောများနေတဲ့ဒါရန်ကုန်ညီနောင်လေးဘွဲ့ဗောနော်ရန်ကုန် Four Brothers ဒီ Wi-Fi ပီပေါ့နော်ဒီအဖွဲတွေကဒါရန်ကုန်လှည့်တန်းစီအနီးမှာ Bluetooth speaker ဆောင်းပေါင်းနဲ့ဒါသူကဆန္ဒပြရင်းနဲ့ဒါစကွေးတွေပေါ့နော်စကွေးတွေရဲကွေးတွေကို online CCTV ကနေတဆင့်ဓာတ်ရိုက်ဆဲဆိုခဲ့တဲ့ video file အဲ့ဒါတကယ်ကြမ်းတယ်ဗျာတကယ်မိုက်တယ်ဒါတကယ်ကိုထူးခြားကောင်းမွန်တဲ့အစီအစဉ်တစ်ခုလို့ပြောရမှာတကယ်မိုက်တယ်အဲ့မှာတက်ဆင်ထားတဲ့ဒါ online CCTV ပေါ့နော်တကယ်လုံးဝအလန်း မိုက်တယ်တကယ်မိုက်တယ်စစ်ကောင်စီနဲ့ဒါရဲတွေပေါ့နော်လမ်းတွေပိတ်လူတွေတားဘယ်နာဆေးမန်းလည်းမသိသလားမြက်ကလေးဆံပြနေဒီကောင်တွေညံတိန်တဲ့ကောင်တွေအကောင်တွေပေါ့နော်ဟုတ်လားမင်းတို့ကောင်တွေချက်ချင်းမသိဘူးမင်းတို့ကောင်တွေကောင်းကောင်းကြီးပဲပဲနဲ့နဲ့အားရအောင်ဆဲပြီးမှမင်းတို့သိတာပေါ့နော်အဲ့ကြအဲ့ဥစ္စာကိုကြည်နေရတာကရောကအရသာကြီးပေါ့နော်ဒီကောင်တွေဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်လမ်းတွေပိတ်လူတွေတားရဲအဲ့လိုပုံစံမျိုးတွေဖြစ်လိုက်ပြီးဟောဘယ်ကဆဲနေရလဲဖားလဲ အဲ့ဒါအားရဖို့ကောင်းတယ်အဲ့မှာပြောထားတဲ့ဟာတွေလည်းအချို့ဟာတွေတော့ဒါပယ်ပယ်နေနေဆဲထားဆိုတဲ့အတွက်ပေါ့နော်အဲဒါကျွန်တော်ကတော့နဝင်ချိုးတယ်ဗျာဒါပြည်သူလည်းသဘောကျမှာပဲကျွန်တော်ဆိုအခေါက်ခေါက်ကကပြန်ကြည့်ရအောင်နော်အဲမင်းတို့စောက်ခွဲကိုပြာစမ်းကြတော့ကြတော့ပေါ့နော်မင်းတို့တက်ပြက်နေပြီပေါ့နော် မေးပေးမင်းအောင်လိုက်ရခွေးတွေဘာဖြစ်လဲညာဖြစ်လဲကျွန်တော်ပြောတာထက်ကြမ်းတယ်ဗျာအဖွဲတွေတကယ်မိုက်တယ် အဲ့လိုပုံစံမျိုးနဲ့ဒါပြင်းခဲ့တာဟောနော်တကယ်ကိုပယ်ပယ်နေနေမျက်နှာတွေကြည့်ပြီးတော့ဆော်လာဟောနော်အဲ့မှာကြည့်ဒီကောင်လေးဖြစ်နေတဲ့ပုံစံလေဟာဟုတ်တယ်ဟုတ်တယ်ဟောနော်အဲ့ဆဲတယ်ဟာလေဘယ်ကဆဲတာလဲဟောနော်ဟာဒီတဲကနေဆဲနေတာဟာဟောနော်လုံးဝအလန့်တကြားနေဗျာဟိုကြည့်ဒီကြည့်လိုက်ရှာကြည့်ဟောနော်တကယ်ကိုအရသာရှိတဲ့ဗီဒီယိုကလစ်ဟောနော်မျက်နှာတွေကိုကြည့်ပြီးတော့တဲပြီးဆဲရတဲ့အရသာဟောနော်အဲ့တော့ကျွန်တော်လူငယ်တွေတကယ်ပါအယမ်းကိုတော်တယ်အယမ်းကိုထက်မြက်တယ် အဲပြီးတော့ဗောနော်လှုပ်ချင်တဲ့အရာတစ်ခုကိုဗောနော်မဖြစ်ဖြစ်အောင်လှုပ်ဆောင်နိုင်တဲ့အရာတွေရှိတယ်တကယ်ကိုလည်းရအောင်လှုပ်သွားနိုင်တယ်ဗောနော်အဲမင်းတို့ဆေးရဆေးရ Facebook မှာလည်းဆေးတာမဟုတ်ဘူးဗောနော်မင်းတို့မကြားနိုင်တဲ့နေရာတွေကနေဆေးတာတွေမကဘူးဗောနော်အေးမင်းတို့အခုလိုမျိုးတည်ပြီးတော့လာပြီးအစဲခံရအောင်ကိုငါတို့လှုပ်ပြမယ်ဆိုပြီးတော့လှုပ်ချသွားတာအဲ့ဒါအားရစရာကောင်းတယ်ဗောနော် ကျွန်တော်တို့တကယ်အားရလို့ဒီဥစ္စာလေးပြန်ပြီးတော့ဝင်မြပေးတာဖြစ်တယ်ပေါ့နော်အဓိကကြောက်ခံစားချက်ပေါ့နော်နောက်တစ်ခုလည်းအားရစရာရှိတယ်အဲ့ဒါကလည်းအားလုံးလည်းသိပြီးပါပြီပေါ့နော်အဓိကတော့ကျွန်တော်ဒီရက်ထဲမှာဒါခီးတစ်ခုသွားနေရတော့ ဒါအလုတ်တာဝင်နည်းနည်းလေးပေါ့နော်ဒါလင်းဟင်းတာလေးရှိလိမ့်မယ်ပေါ့နော်အဲဒီကချို့ချောင်းရလေးတွေကပြည်သူတွေတည်ပြီးသားပါပေါ့နော်အဲချက်ချင်းလက်ငယ်ဒါမတင်ပြနိုင်တာရှိတယ်အဲ့ဒါတခြားမဟုတ်ပါဘူးအဓိကတော့အားရစရာပါပဲတောင်ကူလေတက်ပေါ့နော်တောင်ကူလေတက် PDF လေ့ကျင့်ရင်တွင် PDF short item လေ့ကျင့်ရင်တွင်အဲ့တွင်ကိုထပ်ပြီးတော့စော်တယ်ပေါ့နော်ဒါ PWM အဖွဲ့ကနေပြီးတော့48ကြိမ်မြောက် mission ပေါ့နော်အဲ့ဒီ mission ကိုဒီစစ်စင်ရေးကိုဖော်ဆောင်နိုင်ခဲ့တယ်အဲ့တော့ တကယ်ကျွန်တော်ခုနပြောသလိုပဲတကယ်လေ့ကျင့်ရင်ခွင့်ဖြစ်နေတာတားစီမရှိတက်ဖွဲ့တွေသွားပြစ်ချင်တယ်ဟေးဆိုတဲ့ခါကျရင်တကားမရှိဒါမရှိဘောနော်ဟုတ်တယ်အဲ့လိုပုံစံဖြစ်နေတာဘာကြောင့်လဲဆိုတော့ရှေ့မှာဒီလိုမျိုးဖြစ်စဉ်တွေတောက်လျှောက်တက်ဖွဲ့တွေကပေါ်ဆောင်ခဲ့တာ ီတောင်ဝူလေတက်ဆိုဘယ်နှကြိမ်မှမသိဘူးပြစ်ခံနေရတယ်ကျွန်တော်တို့အစလိုက်မှတ်သေးတယ်နောက်ပိုင်းမမှတ်ကျင်တော့ဟိုအဒီကောင်ကြီးခဏခဏပြစ်ခံနေရတာကွာအဲ့တော့ထားလိုက်တော့ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အကြိမ်ပေါင်းမနေဘူးနောက်ဆိုကျွန်တော်စရင်တီချာလှုပ်ထားမယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါတိုက်ခိုက်နိုင်ခဲ့တဲ့ဟာပေါ့နော်58ကြိမ်ပေါင်းမရှိအောင်အားရစရာတွေကဒီရက်ထဲမှာပြည့်နေတာထက်နေတာနောက်တစ်ခုလည်းထက်လာအောင်ပေါ့နော်အဲ့တော့ဒီမစ်ရှင်ဆိုရင်လည်းဒါတပ်ဖွဲ့တွေကခုနလိုမျိုးပေါ့နော်သူတို့တွေ အထက်ထက်ချထားတဲ့ဒါအဓာစီတွေလုံခြုံရေးတွေဒါမျိုးပုံစံမျိုးတွေကြားတဲ့ကနေရအောင်လှောက်ဆောင်နိုင်ကြတာလှောက်ဆောင်နိုင်တဲ့အောင်မြင်တယ်အခုဆို6လုံးပြစ်တယ်ပေါ့နော်6လုံးပြစ်ပြီးတဲ့အချိန်မှာအဲ့ထဲကိုကြာရောက်ပေါက်ကွဲပြီးတော့ထက်ဆင့်ပေါက်ကွဲတဲ့ဟာတွေလည်းကြားတယ်ဆိုပြီးတော့သိရတယ်တပ်ဖွဲ့တွေဘက်ကတော့ဒီစီတူလောင်နဲ့ကန်တွေကိုအဓိကပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ် ။ဒါပေမဲ့ထက်ဆင့်ပေါက်ကွဲတာကနိုင်ဝဲလောက်ကြာတယ်ဆိုတော့ဘယ်ဟာတွေထိတယ်လဲဆိုတော့ဟာတပ်ဖွဲ့တွေထပ်ပြီးတော့ထုတ်ပြန်လာတဲ့ခါကျရင်ထပ်ပြီးတော့ကျွန်တော်တို့အောင်ဝဲခံကြမှာပေါ့နော်။ဒါကတော့ဖြစ်စဉ်ဒါပြစ်ခတ်စဉ်ပေါ့နော်။ပြစ်ခတ်စဉ်ပြီးတဲ့ချိန်မှာပြည်သူကိုတပ်ဖွဲ့တွေကတင်ပြတာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီဥစ္စာလေးအားရစရာကောင်းပါလေ။အဲ့တော့စစ်ကောင်စီအနေနဲ့ပေါ့နော်ဒီလိုမျိုးပြစ်ခတ်လဲရတာလုံးဝအင်ငင်နေနေမှာဘာကြောင့်လဲဆိုတော့ဒီကာလဒီအချိန်နေမှာဒီလိုမျိုးတိုက်ခိုက်ခံရတဲ့အတွင်းစည်းနေရာမျိုးတွေကို ထက်ဆင့်ထက်ဆင့်ပေါ့နော်နေ့စဉ်ရက်ဆက်ပုံစံမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့ဒါထီကွားကြီးကလှုပ်ခံရတာတွေစော်ကားခံရတယ်လို့ပြောနေတာတွေအများကြီးပဲကြားရတယ်အကောင့်နေပတ်မှာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေအတွင်းစီးတွေအထိဝင်ပြီးတော့လှုပ်ဆောင်နိုင်နေတာကတကယ်အားရစရာကောင်းပါတယ်ဒီနေ့ဒီချိန်ထိတပ်ဖွဲ့တွေကမြေပြင်မှာအားရစရာကောင်းနဲ့ဒါအောင်မြင်မှုတွေရရှိအောင်ဖန်တီးနေသေးတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့သိစေချင်တယ်အဲနောက်တစ်ခုကတော့ဒီလိုမျိုးလှုပ်ဆောင်မှုအတွက်ကလည်းငွေကုန်ကြေးကြများတယ်ပေါ့နော် အဲ့အဲ့အတွက်ကိုလည်းဒါတန်တော့ပါဝင်ပေးကြပါစစ်ကောင်စီရဲ့လေချောင်းကတည်တဲ့အတိုင်းပဲအခုဆိုရင်ပြည်သူတွေကိုတကယ်ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတာတွေအများကြီးရှိလာတယ်အဲ့တော့အဲ့လိုမျိုးဟာတွေကိုပြန်ပြီးတော့ဥနေတိုက်ခိုက်နိုင်မှုအတွက်အားနည်းအောင်လုပ်နိုင်မှုအတွက်ကဒီလောက်နေတော့မရဘူးပေါ့နော်အပြည်သူတွေလည်းဒါနားလည်မှာပါဒါတလုံးတလုံးကိုဘယ်လောက်ထိပေးရသလဲဆိုတဲ့ဟာလည်းပြည်သူတွေနားလည်မှာပါအဲ့တော့6လုံးမဟုတ်ဘူးအလုံး60ဆိုရင်တော့ပြည်ထိရောက်တယ်အဲ့လိုမျိုးလှုပ်ဆောင်နိုင်မှုအတွက်ကိုလည်းကျွန်တော်ဝိုင်းပြီးတော့စူးစမ်းကြတာပေါ့လေနော်တခုခုဆိုရင်ပြည်သူပြည်သူနဲ့ပြောရတာလည်း ကျွန်တော်တို့လည်းအားနာပါတယ်တက်ဖွဲ့တွေကလည်းကျွန်တော်တို့ပါပဲသူတို့လည်းအားနာပါတယ်ဒါပေမဲ့သူတို့မှလည်းပြောစရာဒီပြည်သူပဲရှိတယ်ပေါ့နော်အဲတခုခုဆိုရင်သူတို့ပြောဟိုနေ့ကဒါစကားဝိုင်းခုမှဆိုရင်အရန်ကောင်းအာညီလေးတယောက်ပြောတယ်ပေါ့နော်ကျွန်တော်တို့ဒါပြည်သူမိဘနေရာမှာထားပြီးတော့ပြောတာပါပေါ့နော်မိဘကိုပူဇော်တဲ့လူမျိုးလေးကျွန်တော်တို့ပူဇော်တာပါပေါ့နော်အဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှအာဒီဒီလိုမျိုးငွေကုန်ကြေးကျများတဲ့ဟာတွေကျွန်တော်တို့မတက်နိုင်ပါဘူးပေါ့နော်ဒါပေမဲ့လည်းဒါတွေကလောက်ကိုလောက်ရမယ်အောင်မြင်မှလည်းဖြစ်မှာဖြစ်တဲ့အတွက်ပေါ့နော် ကျွန်တော်တို့အသက်တွေရင်းပေးမယ်ဒါပေမဲ့ပြည်သူကိုပေါ့နော်မိဘနေရာထားပြီးပူဇော်တဲ့ဟာလေးတွေတော့ဖြည့်ဆည်းပေးပါဆိုပြီးတော့ပြောခဲ့တာရှိတယ်ပေါ့နော်အဲ့တော့အဲဥစားလေးဆိုလည်းမှတ်မှတ်ထင်ထင်ဖြစ်နေလို့ပေါ့နော်တတ်နိုင်ဆုံးတော့ပြည်သူတွေလည်းဝိုင်းဝန်းကူညီပေးနေတာကိုသိပါတယ်ဒါပေမဲ့ဒါကြီးပြုတ်ကျသွားမှာပဲကျွန်တော်တို့အားလုံးလွံ့မြောက်မှာဖြစ်တဲ့အတွက်ထပ်ပြီးတော့လည်းအာဏာနာနဲ့တောင်းဆိုပါတယ်ပေါ့နော်နောက်ထပ်တစ်ခုအဲအဲ့ဒါလည်းအားရလို့ပြောပြမယ်အဲ့မှာကျွန်တော်ထောက်ပြစရာလေးလည်းရှိတယ်ပေါ့နော်အဲ့ဒါကဒီဇင်ဘာ9ရက်ည8:00မုံရွာမြို့အတွင်းထဲဝင်ပြီးတော့ပြည်အောင်စုလမ်းမပေါ်မှာ ဝင်ကြမ်းခဲ့တဲ့မုံရသားတွေပေါ့နော်ဗီဒီယိုတက်ဖွဲ့တွေမုံရသားတွေပေါ့နော်တကယ်မိုက်တယ်ရေလလန်းတယ်ပေါ့နော်ဒါစစ်ကောင်စီစစ်ကားနှစ်စီးကိုမုံရမြို့ပြည်တော်စုလမ်းမကြီးပေါ်မှာဗီဒီယိုတက်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာအဲ့ထဲမှာဘုံမှုတအူးအပါပေါ့နော်ဘုံမှုတအူးတည်တယ်စစ်ကောင်စီဘက်စစ်ခွေးဘုံမှုတည်တယ်ပြီးရင်ဘိုလ်ကြီးနှစ်ဦးတည်တယ်အဲသူတို့သုံးကောင်အပါပေါ့နော်ခုနှစ်ကောင်တည်တယ်အဲသုံးပေါင်း၄ပေါ့ခုနှစ်ကောင်တည်တယ်ပေါ့နော်အဲ့မှာဘုံမှုနာမည်ကတင်ကိုတဲ့ အဲ့မှာတချို့ဆိုရင်ပေါ့နော်နာမည်မှာပေါ့နော်ဒါတင်ကိုပါတဲ့သူတွေဆိုရင်ကွာနာမည်ပြောင်းပြစ်တော့မယ်ပါညာလေအဲ့လိုတွေတော့ဖြစ်နေရပေါ့နော်ပြီးတော့အဲ့ဘုံမှုတင်ကိုကဆာယဖာကဌာနမှုဆိုပြီးတော့လည်းဒါဖြစ်ဆိုထားတာတွေ့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ပို့ပြီးတော့ဝမ်းသာတယ်ဗျာဂျင်းနဲ့တယ်ပေါ့နော်ပြီးတော့တပ်ဖွဲ့တွေဖြည်ထားတဲ့ထဲမှာကျွန်တော်ထောက်ပြချင်တာလေးရှိတယ်အဲ့ဒါဗာလဲဆိုတော့ဒါအဲဒီဘုံမှုတင်ကိုကစစ်တပ်တန်း52မှာ9နှစ်ဆိုပြီးတော့ပြောသွားရှိတယ်ဒါကတော့နည်းနည်း အဲလွဲနေတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဒါစစ်သက်နဲ့အသက်လွဲပြောတာလားပါလားတော့ကျွန်တော်လည်းတေချာတော့မခံမှန်းတတ်ဘူးဒါတက်ဖွဲ့ရင်လည်းကျွန်တော်အဆက်အသွယ်မရသေးဘူးပေါ့နော်အဲ့တော့အသက်ဆိုရင်လည်းဒါ49နှစ်ဆိုတော့အခုလိုတိုက်စရာတော့မလိုတော့ဘူးကောင်အိုးတည်မှာယန်ယန်နေမိတော့ဒါဟာသာအဖြစ်နဲ့ပြောတာပေါ့နော်ဒါပေမဲ့ဒါကျွန်တော်မှားပြောတယ်လို့ယူဆတယ်ကျွန်တော်ဒါတွေကိုလည်းတိထားရင်တော့ပိုကောင်းတယ်အဲဒီစစ်ကောင်စီဘက်မှာပေါ့နော်ဒါကျွန်တော်ဒါ တင်တန်းပူတင်တန်းတက်တယ်16နှစ်မှာပူတင်တန်းတက်တယ်ကျောင်းဆင်းတာနဲ့သူကတပွင့်ပေးတယ်နောက်တစ်နှစ်နေနှစ်ပွင့်ပေးတယ်နောက်တစ်သုံးနှစ်နေသုံးပွင့်ရအဲအရင်နှုန်းကဆိုရင်အဲသုံးပွင့်ပြီးသွားရင်နောက်တစ်5နှစ်ဆိုရင်ဒါဘုံမှုဖြစ်တယ်ပေါ့နော်အဲ့တော့အသက်ငငယ်လေးနဲ့ဒါဘုံမှုအဆင့်ကိုရတာရှိတယ်ပေါ့နော်အဲ့တော့16နှစ်ကနေပြီးတော့ရရှိစဖြစ်တယ်ဆိုရင်ဒါအသက်စိတ်လောက်ဆိုရင်ဒါသူကဘုံမှုအဆင့်ဖြစ်နေပြီလားအရင်နှုန်းကပေါ့နော်ဒါအခုတော့မသေးကြတော့ဘူးအခုတော့မရတော့ဘူး အခုတော့ဒါ10နှစ်15နှစ်လောက်နေမှပဲဘုံမှုဖြစ်တာသုံးပွင့်ပြီးသွားရင်ပေါ့နော်ဒါတော့မှပဲသူကဒါအဝါအနီမထီဘူးပေါ့ဗျာအပြစ်အနာစာမရှိဘူးဆိုမှပဲဖြစ်တာအပြီးရင်ဒါအခုနောက်ပိုင်းဆိုရင်သူကကန့်သက်ချက်တွေလုပ်ထားတယ်အဲ့ဒါဘာလဲဆိုတော့အပြစ်အနာစာမရှိုံနဲ့မရဘူးတတ်မှတ်ထားတဲ့သင်တန်းတွေပြီးမှရမယ် အဓိကတဲရေးပွေတင်တဲ့အဲ့တော့တထောက်ပွေတင်တဲ့အဲ့တော့အုတ်ချုံမှုတင်တဲ့အဲ့တော့ပေါင်အခုဆိုပေါင်ပြီးဖွင့်တယ်ပေါ့နော်ဒါတဲရေးရေးထောက်တင်တဲ့ပေါ့နော်အဲ့လိုပုံစံမျိုးတင်တဲ့နေတက်မှာရမယ်ပြီးရင်လက်နဲ့ကြီးတင်တဲ့ပြီးရင်ကွန်ဗတ်တင်တဲ့ပေါ့နော်ဒါကောင်တာတင်တဲ့အဓိကတော့အဲထောက်လန်းရေးပြီးရင်တံပြန်ထောက်လန်းရေးအဲဒါမျိုးတင်တဲ့နေပြီးမှအဲသူကဒါ G3 တွေထွက်ခွင့်ပေးတယ်အဲအဲ့ဒါပြီးမှပဲဒါခုနလိုပုံမှု optioning ပြန်ပေးပေးတယ်ပေါ့နော်အဲ့တော့ကျတော့အဲကန့်သက်ချက်တွေတော့ပိုလောက်လာတယ်ဒါပေမဲ့လည်းနှစ်ကာလအပိုင်းခြားရင်ထပ်ပို့ပြီးတော့များလာတယ် အရင်တော့က9နှစ်နဲ့ရအခု15နှစ်ပဲ15နှစ်တော့မသေးကြဘူးပေါ့နော်မကျင်းသေးဘူး15နှစ်မှာဘုံမှုဖြစ်တယ်ဆိုရင်တော့မှပဲအနည်းဆုံး35နှစ်ပေါ့နော်အဲ့တော့35နှစ်မှာဘုံမှုဖြစ်နေတော့မှပဲအခု49နှစ်အထိဘုံမှုဆိုတော့ဒီကောင်တော်တော်ပဲ့တဲ့ကောင်နေမှသိလားသိတဲ့အထိဘုံမှုလောက်သွားနေမှအဲ့တော့ဒါမဲ့ဒါမဖြစ်နိုင်ဘူးပေါ့နော်အဲအရင်ကတည်းကဒါဘုံမှုဖြစ်တာဆိုရင်ဒါဘုံမှုတက်တန်းကြီးပဲဒါ20ကျော်လောက်ရှိနေမယ်အနေထားပေါ့နော်အဲ့တော့ ဒါကလွဲပြောတယ်တခုခုမှားယွင်းပြီးပြောတယ်ဆိုပြီးတော့ပဲဒါကျွန်တော်ယူဆမိတယ်အဲတခုရှိရဘာလို့ထောက်ပြချင်တယ်လဲဆိုတော့ကျွန်တော်တပ်ဖွဲ့အနေနဲ့ဒီစစ်တပ်ရဲ့အကြောင်းတွေကိုလည်းသိထားရင်တော့ပိုကောင်းတယ်ပေါ့နော်စစ်တပ်ကဘယ်လိုမျိုးပုံစံမျိုးနဲ့ယာရုပေးတာလဲဒီယာရုအနေနဲ့ဆိုရင်ဘာတာဝန်နေယူတာလဲအခုဒါသူတို့ပြောတဲ့တာဝန်နောက်ဆုံးပြအဲ့လိုမျိုးစစ်တယ်ပေါ့စစ်ကြောရေးပေါ့ဗျာဆိုတာစစ်သားစစ်ကောင်စီစစ်သားဖမ်းမိတယ်ဒီကောင်တွေပြောတဲ့စကားတွေကလိန်နေသလားညာနေသလားအမှန်တမ်းပြောတာလားဆိုတဲ့ဟာတွေကိုဒီကောင်တွေကိုအကြောင်းသိမှကျွန်တော်တို့ကဒါစီစစ်လို့ရမှာ ဒီကောင်းလေးလိမ့်နေတယ်သူတို့အကြောင်းမသိဘူးဆိုသူတို့ပြောသလိုပဲကျွန်တော်တို့ live ပြီးတော့မှတ်နေလို့မရဘူးပေါ့နော်အဲအကြောင်းလို့ဒါရန်သူရဲ့အကြောင်းကိုကျွန်တော်တို့ပို့ပြီးတော့တည်ထားနိုင်ပို့ကောင်းတယ်အခုလိုမျိုးဒါဒါဒါဆိုရင်ဒါကျွန်တော်ဒါမာယွန်းနယ်လို့ပဲယူဆလိုက်မှာပေါ့နော်အဲလိုမျိုးဒါမာယွန်းနယ်ဆိုရင်စစ်ကောင်စီဘက်ကဒီဥစ္စာကိုဝါရပြန်ဖြတ်တွေ့လားဒီမှာမင်းဘုံမှုအစ်စ်နဲ့49နှစ်ဘလို့လို့ဖြစ်နေမှာဒီကောင်းလေးရှောက်ပြောနေတာအဲ့ဖြစ်စင်တကယ်မရှိဘူးအဲ့ဖြစ်စင်တကယ်မဟုတ်ဘူးမြေမြေမှာလိမ့်နေတာမြေမြေမှာတကယ်မရှိဘူးအဲအဲ့လိုပုံစံမျိုးနဲ့သူ့ရဲ့အခြားစစ်သားတွေကိုသူကဝါရပြန်ဖြတ် လင်ညာတယ်ဗောနော်အမှန်တရားတွေကိုဖုံးကွယ်ဖို့စူးစမ်းတက်တယ်အဲအကြောင်းမလို့ကိုလုတ်ခဲ့တဲ့ဒီကဲမစ်ရှင်ကြီးဒီမစ်ရှင်ကြီးဆိုရင်တကယ်ကြီးကြီးမားမားမြို့လေးတွေဝင်ကြိတ်တာကျွန်တော်တကယ်အားရတယ်ဗောနော်မိုးရသားတွေမိုးရမြို့လေးတွေဝင်ကုန်ပြီအဲ့ဒါတကယ်အားရတယ်ဗောနော်အဲကြအဲ့လိုမျိုးဒါဝါရဖြတ်တဲ့ပုံစံမျိုးတွေလုံးမခံရဖို့လေရေးကြည့်တယ်လို့ဒါပြောချင်ပါတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အခုလိုမျိုးလက်စတုံးနေတာအားရတယ်အကောင့်တေဝါအားရစာအဖဆိုလို့ပို့ပြီးအားရတယ်စာအဖဘာတွေလုတ်ခဲ့တယ်လဲကျွန်တော်အားလုံးသိပြီးသားဗောနော်အဲ့တော့ ်အခုတိုက်ခိုက်မှုကဒါပြီးရင်တကြိမ်နဲ့မဟုတ်ဘူးဒီတကြိမ်နဲ့နဲ့ပြီးသွားတာမဟုတ်ဘူးအဲ့မှာကားနှစ်စီးကိုသူတို့ပြင်းတယ်တစည်းမီးလောင်ပျက်စီးတယ်ရင်မောင်းမောင်စုံနဲ့စစ်သားနှစ်ဦးပဲအသက်ရှင်နေပေါ့နော်ခုနှစ်ယောက်တေးတယ်အဲအိုက်ဖြစ်စင်ပေါ့နော်အဲ့ဒါပြီးတာနဲ့ဒါစစ်ကောင်စီဘက်ကဒါနှစ်ဖက်ညှက်ပိတ်ဖို့လှုပ်လာတယ်ရှိလာတယ်အဲမြေမြန်ဆက်ဆံမဲ့ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီနာမခါကလည်းတည်တဲ့အတိုင်းပဲတိုင်းစစ်ဌာနချုပ်ရှိတာဖြစ်တဲ့အတွက်သူတို့ရဲ့အင်အားတွေကအနီးနားဝန်းကျင်မှာဖြန့်ထားတာအများကြီးပဲ။အဲဒါကြောင့်မလို့အင်အားအများကြီးတုံးပြီးတော့ ဲ့နေရာအထိကိုသူကပိတ်ဖို့အတွက်စ조사လာတာရှိတယ်။ပြောပုံရဆိုရင်ဒါအင်စီးက22မှ8စီးတံပြားကက10စီးရဲကားကြီး2စီးပြင်အခြားတခြားသောယင်နေရာစပါတယ်အသွင်ယူထားတဲ့သူတွေလည်းရောက်လာတယ်ပြန်လာပါရာမိုတာပါရာမိုတာတစီးနေပါချက်ချင်းတက်ပြီးတော့အဲ့နေရာကိုရောက်လာတယ်ဆိုတော့အဲ့ပါရာမိုတာပါရာမိုတာကအငိမ်မနေရတော့ညိုင်းမင်းပါရာမိုတာပါတက်လို့ကံကောင်းအကြောင်းမလိုက်အဲ့ပါရာမိုတာကပြတ်ကြပြီးတော့နာကာနေမှာဒီကောင်နေအဲ့တော့ဒါ လက်နေကြီးပြစ်ကူတွေလည်းပေးတယ်တတော်ကြီးကိုဒါအင်အားသုံးပြီးတော့ဒါပိတ်ဆို့ဖို့အတွက်စူးစမ်းခဲ့တာဖြစ်တယ်။ဒါပေမဲ့တပ်ဖွဲ့တွေကရောက်အောင်ဖောက်ထွက်နိုင်ခဲ့တယ်။အဲဖောက်ထွက်နိုင်ခဲ့တယ်။ဒါလုံးဝမင်းရှင်ကလုံးဝအပြစ်ဝလုံးဝအောင်မြင်ခဲ့တယ်ပေါ့နော်။တပ်ဖွဲ့တွေအထီးကိမ်းမရှိအဲ့ဒါကြီးကအားရ။အဲ့တော့အဲ့ထက်ပူကျန်းတဲ့ဟာရှိတယ်။ကျွန်တော်ဒါကျွန်တော်မြင်တဲ့အရာပြောပြပါပေါ့နော်။ဒါဒီဖြစ်စဉ်ကိုဖတ်ကြည့်ပြီးအခါမှာဒီသတင်းကိုတွေ့ရတဲ့အခါမှာပြောပြဒီချက်ပေါ်ကျမ်းတာပါလေဆိုတော့အဲ့မုံရွာမြို့ရေဦးဆန်ဆိုင်ဂိတ်ကိုထပ်ပြင်းတာ ခုနပရမဖြစ်စဉ်ဗီတာနဲ့အားမရသေးဘူးထပ်ပြင်းတာအဲ့မှာစစ်ကောင်စီ၃ဦးသေးဘာလို့ကျမ်းတာလဲဆိုတော့ဒါခုနဖြစ်စဉ်နဲ့တရက်ထဲတစ်ဆက်ထဲဆိုရင်ပြောပြရပါတော့เนาะအဲ့လိုမျိုးသာဆိုရင်ဒါညဘက်ကြီးလည်းဖြစ်တယ် ည၈နာရီဆိုတော့ညဘက်ကြီးပေါ့နော်အဲ့တော့ဖြစ်စဉ်တစ်ခုလုတ်ပြီးသွားပြီဟေးဆိုတဲ့ခါမှာတပ်ဖွဲ့တွေကအဲ့နေရာမှာကြာကြာနေလို့မရဘူးချက်ချင်းဖောက်ထွက်နိုင်ဖို့ကြိုးစားပြီးရန်သူကအနည်းဆုံးမှရှိတာမြို့ပေါ်ကြီးထိတက်ပြင်းတာအဲ့နေရာမျိုးမှာသူတို့ဘယ်လောက်ထိအင်အားဖြန့်ထားသလဲဆိုတော့တပ်ဖွဲ့တွေကောင်းကောင်းသိအကြအဲ့လိုမျိုးနဲ့အပိတ်မခံရအောင်ညာရင်းကြီးရအောင်ဖောက်ထွက်နိုင်ခဲ့တဲ့ဟာကတော်တော်လေးလေးစားရမယ်ပေါ့နော်အဲပရာမိုတာရင်းနဲ့ပါအထက်စီးကနေတက်ကြည့်ဖို့အတွက် drone တွေလည်းပြန်ပါပဲအဲ့လိုပုံစံမျိုးနဲ့ဘယ်သွားသလဲဘယ်ကနေလာပြစ်တာလဲဘယ်ကိုပြန်ဆုတ်သလဲအဲ့ဘက်မှာဘယ်အဖွဲ့ရရှိသလဲဘယ်လိုပိတ်ကြမလဲဆိုတဲ့ဟာပြစ်စစ်ကောင်စီချက်ချင်းလုပ်တာ မဲ့အဲ့ကြားတွေကရအောင်ဖောက်ထွက်နိုင်ခဲ့တဲ့ခါကြီးကတော်တော်ကြီးကြမ်းတယ်ဗျာပြီးရင်အဲ့လိုတခါတည်းနဲ့မကြည့်နေဘူးဒါလမ်းကြုံမှာဝင်ကြုံးတာဟိုကောင်သုံးကောင်အစ်စ်ပါသွားတာ အဲ့တော့အဲ့ဥစားလေးအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့တပ်ဖွဲ့တွေကလုံးဝအထီးကမ်းရှိတဲ့ဒီမစ်ရှင်ကိုအောင်မြင်ခဲ့တာဖြစ်တဲ့အတွက်တကယ်ကိုလေးစားဂုဏ်ယူရပါတယ်အဲ့တော့ဒီတပ်ဖွဲ့တွေစီလည်းကျွန်တော်ဆက်သွယ်ဖို့ကြိုးစားကြည့်မယ်ပေါ့နော်အဲ့တော့ဒါတပ်ဖွဲ့တွေပြောသွားတဲ့ဟာဒါဗီဒီယိုဒါရုပ်သံမှတ်တမ်းလေးမှာလည်းတွေ့ရလိမ့်မှာပေါ့နော်မုံရွာမျိုးတွေကိုကင်းပတ်နေပါတယ်အဲဆိုင်ငယ်ကြီးနဲ့ပြီးရင်ဒါမုံရွာသွားတွေကဘာဖြစ်နေ냐ပြည့်အဲအဲ့လိုပုံစံမျိုးတွေ ဒါအချင်းချင်းပေါ့နော်ညာပျော်ရွှင်ပြီးတော့ဒါမရှင်အောင်မြင်တဲ့အတွက်ပျော်ရွှင်ပြီးတော့ပြန်လာကြတယ်တကယ့်ကိုအပြည့်ဝအောင်မြင်ခဲ့လို့ပေါ့နော်ဒါပြောရတယ်ပြီးရင်မိုးရသားတွေမြို့ထဲထိအပီဖြုတ်ပြီးလာတာအဲအဲ့လိုတွေပြောတယ်ပြီးရင်အဲ့ဒီမှာအကြိုက်ဆိုတော့ငါတို့မျိုးငါတို့ပိုင်တယ်မင်းတို့ကထိုင်မဲထိုင်တာငါတို့ကပိုင်တယ်ဆိုတဲ့စကားရှိမှကျွန်တော်ပြောခဲ့ဘူးလေပေါ့နော်ဒါတပ်ဖွဲ့ဝင်တယောက်ပြောခဲ့တဲ့စကားအခုလည်းအဲ့လိုပုံစံမျိုးပဲငါတို့မျိုးငါတို့ပိုင်တယ်ပေါ့နော်ပြီးရင်ပြောရတယ်မိုးရမှာပြန်ဆုံတယ်အဲအဲ့လို တော့မွေရသားတွေတကယ်အပြည့်ပြင်ပွက်ကျန်းသွားတဲ့ဟာကလည်းအားရစရာကောင်းလို့ပြန်ပြီးတော့ဝင်မြပေးရဖြစ်ပါတယ်အဲ့တော့ဒီရက်ထဲမှာလိုက်ပွဲဖြစ်စင်နေရောအားရစရာဖြစ်စင်နေရောဆေးကောင်းစီရောသရေထွက်လိုက်သရေနဲ့ထွေးလိုက်အဲ့လိုလုပ်နေဖြစ်စင်နေရောဒါအများကြီးပဲအားတက်စရာတွေရှိပါတယ်အဲ့တော့တက်နေတယ်လို့ဆက်ပြီးတော့စူးစမ်းကြပါစို့လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်